လွတ်မလွတ်မြတ်စွာဘုရားရှင်ကယောဂတိရုပ်ပါပဲလို့ဟောတယ်။ရုပ်ရှိရင်ယောဂရှိတယ်။တာမန်တဲ့ထူးခြားတဲ့အခြေအနေနဲ့ယုတ်ကပေါက်ပြန်ပြတဲ့အခါဘာယောဂညာယောဂလို့ယောဂနာမည်တက်တယ် ယောဂပညာနာမီပညာနောင်မှာတဏှာဆက်ဆက်ကြီးထက်ထက်ဖြစ်နေတဲ့တင်ညာမှာနှလုံးသွင်းမှာကအနုတရာကိုတည်င်းဖို့တော့ယောဂါဆိုတာနဲ့စိုးရင်ကြောက်လန့်နဲ့ထားကြွားမှုဖြစ်တယ်။ရှင်မအောင်နေငါထီနေတဲ့စိတ်ကအောင့်နေခြင်းကိုရုပ်တဘာဝဖြစ်လက်မခံပဲငါရုပ်နေနဲ့သိမ့်ပိုက်ပြီး ငါအောင်နေလို့ဖတ်ကွက်တယ်။သောကတွေရောက်တယ်။ယုတ်ဒီယောဂယောဟာဒီယုတ်အဖြစ်ဉာဏ်ကလက်ခံတာရေ။ခပ်ပြော့ပြော့ပဲပေါက်ပြန်ပေါက်ပြန်။ခပ်ပြင်းပြင်းပဲပေါက်ပြန်ပေါက်ပြန်။ပေါက်ပြန်မှုသည်ပေါက်ပြန်မှုသာဖြစ်သည်လို့နားလေ။ယုတ်ပေါက်ပြန်နေတာအချိန်တိုင်းပဲတတိမရှိလို့မသိတာဖြစ်နေ ခေါင်းကြိုက်တယ်။ရှင်ဘက်အောင်တယ်။ခြေထောက်ကျင်တယ်။နာမီတွေတက်ချင်ရတဲ့ပေါက်ပြန်တတ်တဲ့အရာတွေရဲ့ပေါက်ပြန်နေတဲ့သဘောကတော့တူတယ်။ယုတ်ကဖြစ်ချင်တယ်လို့ဖြစ်နေတာကိုလက်တွေ့သိနေရတယ်။ယုတ်ပေါက်ပြန်တာကိုစိတ်ကမလုပ်ပြနိုင်တယ်။သိနေုံမြအပေါက် ဘာမှမတတ်နိုင်ဘာမှမလုပ်ပေးနိုင်ဘူးဒါဆိုရုပ်ကိုငါရုပ်ဖြစ်တယ်လို့ပြောမရတော့ရုပ်ဖောက်ပြန်ရင်စိတ်ကတိကိုတိပီးနေရတယ်စိတ်ဆိုတာအာယုံကိုမတိချင်လို့မရဘူးဒီဟာကိုမတိဟောဟာကိုတိတယ်ဆိုတာမျိုးပဲအာယုံကိုတိတတ်တဲ့အတွက်စိတ်လို့ခေါ်ခြင်းဖြစ်တယ် စိတ်ကိုငါးစိတ်ဖြစ်တဲ့ရောမရတော့ပေါက်ပြံမှုနဲ့တိမှုတဘာဝအကြောင်းကျိုးဖြစ်စဉ်တစ်ခုရောတဘာဝဖြစ်မမြင်မင်းငါဖြစ်မြင်မင်းငါဝင်ရောလိုက်လို့ပူလောင်မှုနဲ့ပင်မနေရတာဖြစ်တယ်မိငုံလေးတွေမိပြီလွတ်ချောက်ကျူးသွားကြည့် ယုတ်ကပေါက်ပြန်နေပြီတီးမှုဆိုတဲ့စိတ်ရေမင်းထိန်ချုံနိုင်သေးရဲ့လားမထိန်ချုံနိုင်ဘူးဗျာစိတ်ကအမှန်တိုင်းဖြစ်တယ်စိတ်ကတီးမှုဖြစ်နေပြီယုတ်ရေစိတ်ကိုမသိအောင်မခံစားရအောင်မင်းထိန်ချုံနိုင်သေးရဲ့လားယုတ်ဆိုတာအပြာကတတရားပဲငကိုယ်ရေကဘာမှမတတ်နိုင်တာ ယုတ်ကမှန်တိုင်းဖြည့်တယ်။တစ်ခုကတစ်ခုကိုဝင်ရောက်ဆွတ်ဖွဲ့မှုမလုပ်နိုင်တဲ့သဘာဝဖြစ်ကြောင်းကိုငါမဟုတ်တဲ့ဉာဏ်ကမှနားလေတယ်။ငါကတည်တာငါကနားလေတာမဟုတ်ဘူး။ရှင်ဘတ်အောင်ခေါင်းကယောဂဖြစ်ဘာမှမလုပ်ရတော့ဘူးလား။ယုတ်ကိုယုတ်ချင်းညှိဖို့အတွက် က်ဆိုင်ရာယောဂကျွမ်းနေတဲ့ဆရာဝန်ကိုပြပြီးစေကူတာမှုခံယူရမယ်ပုဂ္ဂိုလ်တ attva လို့ပြညတ်ထားပြီးယောဂလို့လည်းပြညတ်ထားပြီးဖြစ်တဲ့အတွက်စေထိုးစေတော့လို့ရတယ်ပုဂ္ဂိုလ်အနေနဲ့တတ်နိုင်တာလုံးတင်တာကိုလုံးပေးရတယ်ဒီထက်ပို့ပြီးတော့ပုဂ္ဂိုလ်ကမတတ်နိုင်ဘူးမတတ်နိုင်တဲ့အရာတွေအတွက် ဥပန်းချင်းကအပိုးအလုတ်တစ်ခုသာဖြစ်ပြီးမနိုင်ဝင်ထမ်းတာနဲ့ယူနေတယ်။ယောဂါလို့တတ်မှတ်ရင်စေကုရမှာဖြစ်တယ်လို့ပင်ကိုယ်တဘာဝရုပ်ဖောက်ပြန်မှုဖြစ်တယ်ဆိုတာကိုလည်းနှလုံးသွင်းရမယ်။မြမြတာတာဘော။ဒါဆိုပူလောင်မှုမလာတော့ဘူးလား။မြတာတဲ့အတိအတိဉာဏ်ဝင်ချိန်မှာတော့မပူဘူး။ ်ဘာဝမှငါနဲ့မသိမ့်ပိုက်တဲ့အချိန်မှလွတ်လပ်နေတယ်မီးလျော်နေရင်တော့ယောဂါဖြစ်တင်လိုက်တာနဲ့အော်တိုမက်တစ်ဖြစ်တဲ့ကိလေသာကလက်ဦးပြီးတောကဆိုတာကြီးကတန်းဝင်လာတယ်ရုပ်ဖောက်ပြန်လေတိုင်းပြီးမှုဖြစ်တဲ့အခါအချင်းပါနေတဲ့ကိလေသာစိတ်ကဤစိတ်ကိုငါလို့ထင်အတိခံယုတ်ကိုလည်း ငါယုံလို့ထင်တယ်။ငါငါဟာအထင်ကြောင့်အာယုံကိုအကောင်းဆုံးဆုံးဖြတ်တယ်။အကောင်းဆိုရင်ကျေနပ်မှုဖြစ်တယ်။မကောင်းမှုဆိုရင်ပူလောင်မှုဖြစ်တယ်။သိမှုသည်ဘယ်အာယုံကိုဖြစ်ဖြစ်သိနေုံမှတပါအခြားမတတ်နိုင်ကြောင်းဉာဏ်ဦးထားရင်အာယုံပေါ်အကောင်းဆုံးမဝေဖန်တော့ဘူး။ အဝိပန်နဲ့တွေ့နောက်ဆက်တွေ့ပြဿနာမရှိဘူးယုတ်ခန္ဓာမှာတခုခုပူရှားတင်ရှားရင်ဘာနာမီမှမတက်သေးပဲစိတ်ကိုမင်းပါတတ်နိုင်ပြီလေလို့မေးကြည့်အတင်းဉဏ်ရှိတဲ့စိတ်ကသိနေုံမှအပေါ့ဘာမှမတက်နိုင်ကြောင်းအမှန်တိုင်းဖြေလိမ့်မယ်အာယုန်နဲ့ပတ်သက်ပြီးလွတ်ချတက်လာ လွချတယ်ဆိုတာနှလုံးသွင်းမှန်တာကိုပြောခြင်းဖြစ်တယ်နှလုံးသွင်းမှန်မှုတို့ကမပြတ်တမ်းလေ့ကျင့်နေမှာဖြစ်မယ်အပြင်းထန်လော်မင်းနာကျင်ခံခက်သည့်သည့်ပေါက်ပြန်တဲ့အခါနှလုံးသွင်းမှုသဘောထားကမှန်နိုင်အောင်မှာမလားနီးစနစ်သုံးခုရှိတယ်1နာကျင်မှုကိုအာရုံမပြုဘဲ2 ထွက်လွေဝင်လေကိုဖိမှတ်ပြီးစောင့်ဝဲနေစိတ်ဆိုတာတစ်ချိန်မှာအာယုံကိုသာသိနိုင်စွမ်းရှိတဲ့အတွက်ထွက်လွေဝင်လေမှာစိတ်ကိုဖိကတ်ထားရင်နာကျင်မှုအာယုံကိုမသိတော့သမထအနေနဲ့နာကျင်မှုကိုစောင့်လွဲခြင်းဖြစ်တယ်ရုပ်ပေါက်ပြန်မှု ပြင်းထန်နေပြီမဲ့ခန္ဓာရင်ရှိတယ် နာကျင်တဲ့အာယုံကိုတဘာဝဖြစ်လက်ခံပြီးမိမိနဲ့မဆိုင်ဘေးကအရာဖြစ်နာကျင်မှုကိုတိုက်ရိုက်ကြည့်နေဖောက်ပြန်မှုရုပ်တဘာဝရဲ့ဒုက္ခတဘာဝနဲ့ခံစားမှုဝေဒနာတရားတို့ရဲ့အငြိမ်းမရှိဘူးအမြဲမရှိဘူးအနတ္တဖြစ်ပုံကိုဤခံပြီးဉာဏ်နဲ့စောင့်ကြည့်ခြင်းဖြစ် ဉာဏ်ပြည့်ချိန်မှလည်းနာကျင်မှုကိုခံနိုင်ရရှိရဲ့။ရုပ်ဖောက်ပြန်မှုနာကျင်တာကိုအကြောင်းပြုပြီးစိတ်မှာခံရခက်။ဦးနေတာပင်မနေတာတွန်းကန်နေတာယုံကြွနေတာစတဲ့အာယုံကိုတုံ့ပြန်တဲ့စိတ်အခြေအနေကိုအတိထားပြန်ကြည့်နေ။အာယုံပေါ်မှာစိတ်ဖြစ်ရင်လေရှင်းမှလက်ခံ။ မကြိုက်စိတ်ဖြစ်ရကောင်းလားလို့အပြစ်မတင်နဲ့ပူနေရင်လဲပူမှန်းသည်စိတ်ရဲ့လှုပ်ဆောင်ချက်ကိုအကဲခတ်ရှုမှတ်ပြီးနာကျင်မှုကိုရင်ဆိုင်တယ်စိတ်ရဲ့သဘာဝကိုသဘောပေါက်တဲ့ဉာဏ်ဖြစ်လာပြီးနာကျင်မှုကိုရင်ဆိုင်နိုင်တယ်ဘယ်အချိန်မှာဘယ်နည်းစနစ်ကိုကျင့်သုံးတယ်ဆိုတာက ပုဂ္ဂိုလ်ရဲ့ဇာလေးကျင်နဲ့ဆိုင်တယ်။ကိုယ်နဲ့ကိုက်ကြီးရဲ့ပြည့်လျော်ရာနီးကိုတုံးရမှာဖြစ်တယ်။ဇာဘူးနာဝါနဲ့တခြားသူလှုပ်တဲ့အတိုင်းလိုက်လို့ဆရာမလို့ကိုယ်နဲ့ကိုက်ကြီးရဲ့နီးဖြစ်မှဉာဏ်ဖြစ်ပေါ်မယ်။အချုပ်ပြောရရင်အာယုံကိုအရှိတိုင်းလက်ငါဝင်မရောနဲ့ အာယုံကိုအကောင်းဆုံးမဆုံးဖြတ်နဲ့ကိလေသာဖြစ်နေအောင်မပယ်နိုင်သေးလို့ထွက်ကြွလာတဲ့အဘာဝဖြစ်လက်ခံပြီးဘယ်ပညာမဆုံးတတ်ချင်ရင်လေကျွမ်းကျင်ခြင်းလေ့ကျင့်နဲ့လေ့ကျင့်နေုံမှာအပအချားမရှိအရှင်ပညာတိရိရမကျော် ရှိအတိုင်းလက်ခံလိုက်ပါစောင်းဟာထုံနှုတ်ဖတ်ရှုသည်